မှာတက်တက်သားသားနေလို့ရတာကုသိုလ်ကြောင့်ကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်တွေစဉ်းစားကြည့်လိုက်ဘဝအတွက်မှာဘလောက်ယုံကြရတယ်ဆိုတာရှိအပေတေဘုံကိုကြည့်လိုက်နော်ငရဲ့မှာနေတဲ့ပုဂ္ဂိုလ်တွေဟာ easy to accept တစ်ခုမှမရှိဘူး typical to accept သူတို့ကြုံတွေ့နေတာတွေအခက်ခဲရေးကြည့်ပဲကိုတရေစံဘဝနေတဲ့ပုဂ္ဂိုလ်တွေတရေစံဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေလုံယုံမှုမရှိဘူး ya sabya ka inya minya kharika dobala kharika အချင်းချင်းသတ်စားတယ်အမရှိတဲ့ကောင်ကိုအရှိတဲ့ကောင်ကအနေကျင်းနေဟောတိစ္ဆဘဝကိုဒီစကလုံးနှလုံးနဲ့နဲ့ကြည်လိုက်တာထင်ရှားတယ်ပေါ့နော်အဲ့တော့တိစ္ဆဘဝမှာဆိုရလေဒုက္ခဆိုတာလွန်နေတယ်ကြိတ်တာဘဝဆိုရလေတူတူပဲဒုက္ခဆိုတာအမတန်နေတယ်ဒုက္ခတွေညာ လူဘဝရောက်တဲ့အခါကျတော့ဘသူရဲ့စွာနဲ့တော့လို့ဆိုရှင်ကုသိုလ်ကောက်မှုရဲ့စွာဟာတာတာကုသိုလ်ရဲ့စွာကြောင့်သာဝတိပြည့်စုံကြတယ်တိလကုသိုလ်ရဲ့စွာကြောင့်ရရှိထတဲ့ခန္ဓာကိုယ်ဟာရောဂါကင်းပြီးအတော်အသင့်ချမ်းသာမှုရရှိတာဒါကုသိုလ်ကပေးထားတဲ့ဆုလက်တွေပဲဖြစ်တယ်ပေါ့နော်